ဘေးရင်ဝင်မှာကြိုးစိုးပါတယ်ကျွန်တော်မနှောပြေတယ်မကြပင်ထောင်တော့ရဲ့ရှစ်ခုနှစ်ခုနှစ်နှစ်ဦးရောက်ပါတော့မယ်နှစ်ဦးမှာမိမိသားသမီးရင်သေးလေးတွေအတွက် စိတ်မပူရအောင်မင်္ဂလာတရားတွေနဲ့စတင်ကြရမှာဖြစ်ပါတယ်သားသမီးရင်နဲ့ပတ်သက်ပြီးသိထားတဲ့နာလေးတွေပြောပြီးတော့မိမိသားသမီးအတွက်ကံကောင်းအောင်ဘာတွေလုပ်ပေးရမလဲ ပြောပြပေးပါမယ်အထူးသဖြင့်ရဝေးမှာရရှိနေတဲ့သာသမီလေးတွေအတွက်ဖြစ်ပါတယ်မိမိသာသမီလေးတွေကိုအပြစ်ဖြစ်တာရင်အကျိုးဖြစ်တာရင်လူမတိကဒီကတိနေအောင်ရင်းနဲ့ကိန်းအောင်နေအောင်တင်ထားတင်ပါတယ် အမူအရာနဲ့စော်ကားတာတွေမိုက်မရိုင်းရိုင်းပြောဆိုတာတွေဖြစ်လာပြီဆိုရင်ဒါကလေးဘွားတစ်ယောက်လုံးမှားသွားနိုင်ပါတယ်ငငယ်ကနေကျင်းပအောင်ထားထားရင်ကနေကြည်လာတဲ့အထိမိုက်မရိုင်းရိုင်းနေပြောဆိုသွားတတ်ပါမိဘတွေအနေနဲ့ဒါမျိုးမဖြစ်အောင်ဂီယူဆိုင်တင်ကြပေးဖို့လိုပါတယ်မိမိသားသမီးလေးတွေရဲ့ယင်းထဲမှာအတီထဲမှာအာစီယာဂွန်ကျေးသူဆိုတာ

နာဝတ္တမသိအောင်ယရနာမျက်သုံးပါးကိုထိတ်ထားပြီးမိဘကိုမိဘမင်းသိတာဆရာကိုဆရာမင်းသိတာမင်္ဂလာတရားဖြစ်ပါတယ်ရင်ကျေတင်မွေချင်းဖြစ်အောင်တင်ကြထားမှာဖြစ်ပါတယ်လူကြီးကိုလန့်ပေးတဲ့ပစ္စည်းဖြစ်ဖြစ်လန့်ယူတာပဲဖြစ်ဖြစ်လက်ကလေးနှစ်ဖက်နဲ့ယိုယိုသေးယူတတ်တဲ့အကျင်လေးတွေလက်ကလေးနှစ်ဖက်နဲ့ယိုယိုသေးသေးပေးတတ်တဲ့အကျင်လေးတွေဖြစ်လာဖို့ဓမင်းခုခဲ့ပြီးတာနဲ့ မိဘတွေကိုဥဖဲ့ပြီးမှစားတတ်လာအောင်တည်နေဘူးဘလို့ပဖောင်းစားပြီးစကားမပြောမိသေးဘူးသမင်းသားဟင်းကတဲ့သွန်းနဲ့ပကန်တန်ဒီတမမီပဲစားတတ်စီဘူးပါပဲစားတဲ့တောက်တဲ့နေတဲ့ထိုင်တဲ့ပြောတဲ့ဆိုတတ်တဲ့လူတယောက်ဟာဘယ်တော့မှမစင်ရဲပါဘူးဒါကြောင့်မိမိသားသမီးလေးတွေငယ်စဉ်ကနေကူးဆိုင်တင်ကြပြီးဘူးလို့ပါတယ် ကြီးတဲ့ဒီလူမှုရေးသက်သက်နေထိုင်ရေးတို့မှာဒီကောင်းမွန်တဲ့ကျင်လေးတွေပါသွားသေးဖို့ဖြစ်ပါတယ်လူဆိုတာစင်ကြင်လုံးတရားရှိဖို့လွန်ရေးကြီးပါလူတိုင်းမြင့်ကိုရောက်ချင်ကြသူကြီးပါပဲမိဘတိုင်းမိဘတိုင်းမိမိသားသမီးလေးတွေလူတော်လူကောင်းဖြစ်ချင်တာမြင်ရင်ကြသူကြီးပဲဖြစ်ပါဘယ်မိဘမှမိမိသားသမီးလူတို့လူမိုက်လူရင်ကမဖြစ်သေးခြင်းကြပါဘူးမိမိသားသမီးလေးတွေ ជីវ៉ាឆានដល់ឡាបွားសិនសិនញិតတ်သွားတော့ចាចដល់វិញញញចាប់ដែរអីលុញញញញយងណេះတော့មិនយកណៃមកလူဆိုတာမြင့်ကိုရောက်ရှိရောက်ရှိခြင်းနဲ့စိတ်ရှိမှမြင့်ကိုရောက်ရှိနိုင်ပါမိမိသားသမီးမြင့်ကိုရောက်ရှိအောင်ငယ်စဉ်ကနေခြေကန်စားတဲ့တောက်တဲ့နေတဲ့ထိုင်တဲ့အကျင့်ကောင်းလေးတွေဘယ်နဲ့ချပေးထားမှ မြင်ခွင့်ရရှိမှ ဖြစ်ပါတယ် သူများသားသမီးလေးတွေအမြင့်ကိုရရှိသွားတာငေးကြည်ုံနဲ့တော့ကိုသားသမီးကအမြင့်ကိုရရှိသွားမှာမဟုတ်ပါဘူးမိမိကိုယ်တိုင်သားသမီးတွေကိုအမြင့်ကိုရရှိခြင်းနဲ့သိရှိအောင်ခြေကပတ်ကောင်းလေးတွေချပေးထားမှမိမိသားသမီးအမြင့်ကိုရရှိသွားတာမြင်တွေ့ရမှာဖြစ်ပါတယ်ခြေကပတ်ကောင်းလေးတွေချပေးထားတဲ့မိမိသားသမီးလေးတွေရဲ့ရင်ထဲမှာကိုယ်ကကိုစူးစမ်းခြင်းနဲ့စိတ်တွေထည့်ထားပေးဖို့လိုပါတယ် အဲ့ဒီလိုကြိုးစားဖို့မိမိသားသမီးလေးတွေရဲ့ရင်ထဲမှာမိမိကိုယ်ကိုမိမိယုံကြည်ချက် အပြည့်ထည့်ထားဖို့လိုပါတယ်အရေးကြီးတာကတော့မိမိသားသမီးလေးရဲ့ရင်ထဲမှာမဖြစ်နိုင်ပါဘူးကွာဆိုတဲ့စိတ်ဝဲမလာသေးဘူးပါပဲအဲ့ဒီလိုစိတ်မျိုးဝင်လာပြီဆိုရင်တော့ဘာမှမဖြစ်နိုင်တော့ပါဘူးနောက်ပြီးတော့မိမိသားသမီးကိုကောင်းမြတ်တတ်ဖို့လိုပါတယ်လူဆိုတာ သူမယားကို ကောင်းမြတ်ကိုကိုကောင်းမြင်ခံရမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်မိမိသားသမီးလေးတွေဟာလူတစ်ပတ်သားကို အကောင်းမြင်တတ်အောင်ချီးမွမ်းတတ်အောင်ကိုကျင်းစာတတ်အောင်အဲ့ဒီတတိယလေးတွေသူတို့ရင်နဲ့ကိန်းအောင်သွားအောင်နှလုံးသားတွေရောက်ရှိသွားအောင်များများဘုဟုသုတပေးထားဖို့လိုပါတယ်။နောက်ပြီးတော့နွေနွေထိတ်ထိတ်နေဖို့ကရေးကြီးပါတယ်။နွေထိတ်နေမှဒီကလေးတွေဟာ ိသားစုကိုချစ်တတ်လာမှာဖြစ်ပါတယ်အဲ့ဒါမှလည်းမိဘကိုယုံကြည်ရကောင်းမဲ့သိပြီးတော့ချစ်တတ်တန်ဖိုးထားတတ်လာမှာပါမိဘကိုမှယုံကြည်ရကောင်းမဲ့တန်ဖိုးထားရကောင်းမဲ့ချစ်ရကောင်းမဲ့မသိတဲ့ကလေးတွေဟာ ကြီးလာတဲ့အခါမှာမြတ်သူငါနဲ့ထိတွေ့ဆက်ဆံရတဲ့လူမျိုးရင်းနယ်ပယ်မှာသိမ်မွေ့နှူးညံ့ခြင်းရင်ကျေးခြင်းတွေနှဲပါသွားတာမိတို့ပတ်ဝန်းကျင်မှာအများကြီးတွေ့ရနိုင်ပါတယ် ညီကိုမောင်နှမတွေသင်ခဲ့သင်ခဲ့ယူတည်တတ်အောင်လေးစားတတ်အောင်အကြီးကပြောရင်နားခံတတ်အောင်လေ့ကျင့်ပေးဖို့လိုအပ်ပါကငယ်စဉ်ကနေလေ့ကျင့်ပေးရမှာဖြစ်ပါဒါကလည်းကျွန်တော်အထက်ကပြောခဲ့သလိုသားဦးသမီးဦးကအစငယ်ဆုံးထွေးဆုံးအထိအချိန်ပဲနှကောင်းလေးတွေချထားပြီးလေ့ကျင့်ပေးဖို့ကမခက်ခဲတော့ပါဘူးအဲ့ဒီလိုမှမဟုတ်ရင်တော့အကြီးကထော်တော့ငယ်ကကန့်လန့်တဲ့တမိသားစုလို့ကျောင်းဆန်းဂုံပါလိမ့်မယ် မိတ်ဆွေတငယ်ချင်းချင်းချင်းအလေးထားတဲ့အောင်ချီးမွမ်းတဲ့အောင်ကိုကျင်းစာတဲ့အောင်ရိုင်းမင်းကူညီတဲ့အောင်တစ်ဖက်ကိုနားလည်ပေးတဲ့အောင်လူချင်းကိုစီကံလေးတည်းငငယ်ကလေးပွားကနေကစတင်ထားဖို့လိုအပ်ပါတယ်မိသားစုတစုမှာနှွေးထွေးမှုဟာအင်မတန်မှရေးကြီးပါတယ်မိဟာချမ်းသာပြည့်စုံပြီမေချမ်းသာဝီရိယစိုက်ထုတ်ပြီးရှာဖွေးနေပြီမေ သားသမီးလေးတွေကိုချင်ဖက်မပေးနိုင်ရင်နှွေးထွေးမှုမပေးနိုင်ရင်အဲ့ဒီကလေးတွေဟာတမျိုး ဖြစ်လာတတ်ပါအဲ့ဒီကလေးတွေကို လေးလာကြည့်လိုက်ရင်တခုခုလိုအပ်နေသလိုပါပဲသူတို့လေးတွေကိုသိမှတ်ပြုပေးဖို့ချီးကျူးစကားတွေဆိုပေးဖို့နှွေးထွေးမှုထိတွေ့မှုလေးတွေလိုအပ်နေတာဖြစ်ပါတယ်ဆုံတွေ့ကြရဘူးတယ်မတရားသူကငငယ်ကနဲ့မိဘနဲ့တူမနေပါဘူး ဦးလေးဘွေးဘွားတွေဦးလေးဘွေးဘွားတွေနဲ့တူနေပါတယ်။ပညာလေးတက်လာတော့နိုင်ငံရချာလှုပ်သွားလှုပ်ပါတယ်။ပြီးတော့အဲ့ဒီမှာပဲအိမ်အောင် ပြုတ်သွားပါတယ်။သူ့မှာမိဘရဲ့နှွေးထွေးမှုမရှိခဲ့သလိုသူကလည်းမိဘကိုချစ်ချင်းတိတဲ့ချင်းဆိုတာတည်းကပျောက်ွယ်နေပါတယ်။ပြန်လဲရှာဖွေကျွေးမွေးပြုစုခြင်းဆိုတာကတော့ဝေးကွာသွားပါပြီ။ဒါမိဘနဲ့သားသမီးကြားက ကွာဟသွားလို့ဖြစ်တတ်တဲ့သဘောလေးဖြစ်ပါလေမဟာရာကမဟာရာဖြစ်ပြီးတော့မဟာတဲ့ဂျာကချင်းယူပြီးနှွေးထေးတဲ့မေတ္တာတရားတွေနဲ့လွမ်းချုံတင့်ပါလေဒါလောက်ဆိုရင်မြမမိသားစုရိုးရတလေးထုံတန်းစင်လာတဲ့အညီမိမိသားငယ်သမီးငယ်လေးတွေနေတဲ့ထိုင်တဲ့ပြောတဲ့ဆိုတဲ့လာနေဦးကတည်းကစတင်ဖို့ဖြစ်ပါလေ ကဲရေရာအကြောင်းဆက်ကြပါတို့မိမိသားသမီးလေးတွေဟာရက်ဝေးမှာပဲဖြစ်ဖြစ်ရက်နီးမှာပဲဖြစ်ဖြစ်အန်နီရီကင်းအောင်ကျမ်းမာရေးကောင်းကံကောင်းအလုတ်ကိန်းနေစင်ပြအောင်မိဘထက်ဆောင်မနေနဲ့သားသမီးထက်ဆောင်မနေစုပေါင်းပြီးတော့အင်ဖျားဆောင်မှာလူတန်းရမှာဖြစ်ပါတယ်အချိန်ခါရွေးဖို့မလိုအပ်ပါဘူးစင်ပြတဲ့အချိန်မှာ ပြုလို့လို့ရပါတယ် မေပဲဖြစ်ဖြစ်မေပဲဖြစ်ဖြစ်ရပါတယ်အထက်ဆောင်ဘက်နေလူတန်းပြီးမိမိသားသမီးသက်စစ်တန်ပုတ်တွေကတော့ရောကြီးရွေးဖက်ပူတော်ကမေတ္တာပူရမှာ ဖြစ်ပါတယ်နေသားသမီးတွေလည်းထက်ဆောင်ဘက်နေကတော့ဇေယျနဲ့ဖော်ပြပေးလိုက်ပါတယ်မိခင်ဖြစ်သူကတနေ့လာသားသမီးသားကဘုရုသားဆိုပါသူ မိခင်ထက်တောင်မှဖြစ်တဲ့ဇွန်ညွနှင်းသည်တပြေညွတားဖြစ်သူထက်တောင်မှဖြစ်တဲ့မင်းမျိုးပန်းအင်ဂျင်ခရီးညွတို့စူပေါင်းလူတန်းမှာဖြစ်ပါတယ်မိခင်ဖြစ်သူကတင်းနေတာသမီးသမီးကလည်းတင်းနေတာသမီးဆိုပါသူမိခင်ရောသမီးထက်တောင်မှဖြစ်တဲ့ဇွန်ညွနှင်းသည်တပြေညွလူတန်းမှာဖြစ်ပါတယ်ဒါလောက်ဆိုနားလည်တော့ပါပြီ ဟာလုံးမဲမိတ်ဆွေများဒါကောင်းရတနာတမီကောင်းရတနာများနှစ်ဦးကစကပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ